ဧပြီလ14ရက်ညနေ6:00နာရီထိစီးရင်ဒီအရာငလင်ကြောင့်တိဆုံသူစုစုပေါင်း3906ဦးဒဏ်ရာရှိသူ9028ဦးနဲ့ပျောက်ဆုံးသူ130ဦးရှိကြောင်းသိရပါဗယ်။ဧပြီလ14ရက်ညနေ6:00နာရီထိစီးရင်ဒီအရာမန္တလေးငလင်ကြီးကြောင့်တိဆုံသူဒဏ်ရာရှိသူပျောက်ဆုံးသူတွေနဲ့နိုင်ငံတကာကူညီကိစ္စရေးဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးပြောကြရမှာနာဆာကပြောရေးစုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဧပြီ၁၄ရက်နေ့ညနေ၆နာရီခန့်မန္တလေးငလင်ကြီးကျောင်းတည်ဆုံဒဏ်ရာရပျောက်ဆုံးသူစင်းတွေအနေနဲ့တည်ဆုံသူစုစုပေါင်း3,906ဦးဒဏ်ရာရှိသူစုစုပေါင်း9,028ဦးနဲ့ပျောက်ဆုံးသူစုစုပေါင်း130ဦးရှိပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့မိသားစုတွေနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောကြားပါတယ်။နိုင်ငံတကာအကူအညီထောက်ပံ့မှုတွေအနေနဲ့နိုင်ငံပေါင်း24နိုင်ငံမှလေရင်ခောက်ရီ133ကောင်ရောက်ရှိခဲ့ကြောင်းကေဇေးအဖွဲ့ဝင်1862ဦးရောက်ရှိခဲ့ပြီးထောက်ပံ့မှုဆောင်ရင်ပစ္စည်းတန်ချိန်2210ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1180ကျော်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းပြည်သူ့ဆွေမင်းထွန်းကပြောကြားပါရယ်မြန်မာနိုင်ငံကိုကိုကြီးကယ်ဆယ်ရေးဖွဲ့ရီစီလူချင်းပစ္စည်းတွေနဲ့ထောက်ပံ့ခြင်းစောင့်တဲ့နိုင်ငံတွေအနေနဲ့ရုရှားတရုတ်တရုတ်ဟောင်ကောင်အိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ဗီယက်နမ် UAE လာအိုဘီလာရုစ်အင်ဒိုနီးရှားဘူတန်ဖလပိုင်ဂျပန်နီပေါပါကစ္စတန်အမေရိကန်တိရီလင်ကာအော်စတြေးလျဇာပိုင်ဂျန်စတဲ့နိုင်ငံပေါင်း22နိုင်ငံမှာကုညီကယ်ဆယ်မှုတွေ ထောက်ပံ့ပစ္စည်းပို့ဆောင်မှုတွေစောင့်ရိုက်ခဲ့ကြောင်းဗီဒီယိုဆောင်မင်းထွန်းကပြောကြားထားပါတယ်။မက်ရှလ28ရက်နေ့ကနှုတ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးကြောင်းမန္တလေးဒေသကြီး၊တကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြီးတော့ကောင်စီဘကိုးတိုင်းဒေသကြီးတို့မှာငလျင်ပြေးတံကြောင်းထိခိုက်ပျက်စီးမှုတွေအများပြားဖြစ်ပေါ်ခဲ့ရကြောင်းသိရပါတယ်။